အာသိုးဆောင်ကကြတော့အမှန်တမ်းပြောရင်တော့ကျွန်တော်ကတကယ်တကယ်ကြောက်နေသေးရပေါ့နော်လောက်ရမှာကြောက်နေသေးတယ်ဒါပေမဲ့ကျွန်တော်ဘေးကအကိုရမတွေကကြတော့ဘယ်လိုပြောမလဲတရားရခိုင်နှုံးပြေဆုံးမှလုံမယ်ဆိုတော့မင်းလုံပြမှာမဟုတ်တော့ဘူးပေါ့နော်မင်းအရွယ်ရတော့ကျွေးရှိတော့လုံထားဘူးအဲ့လိုမျိုးလေးလည်းအကြံပေးတယ်အာဟုတ်တယ် အဟိုမီးရောင်မှာဟိုပွဲပွဲမှာစုံနေကြတာတွေ့သေးတယ်။ပုံမှန်လေးတယောက်လာမှုဆိုတာတွေ့တယ်။အဲ့ဒါဆိုလည်းအရင်တော့ပေါ်ကြတယ်။ပြီးတော့ဟိုတနစ်လူငယ်တနစ်ကဆိုပေမဲ့အခုချိန်ကြီးကျန်နေသေးတာကိုလည်းတကယ်အားရပါဘူး။လူရတဲ့မျိုးလိုက်ဆောင်ကြရအောင်။အဟုတ်ကဲ့။ဟိုတဘုံလုံးရကြ။ကျေးဇူးလည်းတင်ပါတယ်ပြီးတော့။ဟုတ်ချင်တယ်ရတယ်ခွင့်ရှိတယ်။ဒီလိုက်ပါဆိုပြီးရတာ။အားရတာပေါ့နော်။ဒါဆိုတော့ကျွန်တော်ဆိုလိုလောက်တာမကြသေးဘူး။တနစ်ကျော်တဲ့နှစ်လောက်ပဲရှိအောင်။အဲ့ဒီမှာကျွန်တော်တကုတ် ပိတ်တဲ့လက်တွေကိုထိထိမိမိရောက်ပြီးတော့အဲဘယ်လိုပြောပေါက်တယ်လို့ပြောမှာပေါ့နော်ပေါက်ရောက်တဲ့ဆိုလည်းကျွန်တော်တကယ်ကျေးဇူးတင်တယ်ဒါမှကျွန်တော်လှုပ်ထားတဲ့ချင်းနဲ့အများကြီးရှိအောင်ပေါ့နော်ဒါမှအဲ့တဲ့ပုံပြီးတော့လည်းတခြားချင်းတွေပို့ပြီးတော့ပေါက်သွားအောင်ကြိုးစားပါမယ်အာစိုးဆောင်ကကြတော့ဒီအမှန်တမ်းပြောရရင်တော့ကျွန်တော်ကတကယ်ကျောက်နေသေးရပေါ့နော်လောက်ရမှာကျောက်နေသေးတယ်ဒါမှကျွန်တော်ဘေးကအကိုရမတွေကကြတော့ ဘယ်လိုပြောမလဲတရားရဂိုင်းလုံးပြည်စုံမှလုံမယ်ဆိုတော့မင်းလုံပြမှာမဟုတ်တော့ဘူးเนาะမင်းအရွယ်ရတော့ကျွေးရှိတော့လုံပါဘူးအဲ့လိုမျိုးလေးလည်းအကြံပေးတယ်ပြီးတော့ကျွန်တော်အခုရရမယ်နောက်ရမယ်ကားလေးပေါ့เนาะနောက်ရမယ်ကားလေးဆိုတော့ကျွန်တော်အခုကိုပီကေကလည်းကျွန်တော်လည်းရင်းနှီးရဲ့ driver ဖြစ်တယ်ပြီးတော့ production ကလည်းအဆင်ပြေတယ်ဟာမျိုးဟိုအဆင်ပြေတဲ့အတွက်ကျွန်တော်လည်းရိုက်ဖြစ်တာပေါ့เนาะဟုတ်အဲ့လိုတော့မဟုတ်ဘူး အဲ့လိုမဟုတ်သူအချိန်ပေးရတာပေါ့အချိန်မပေးနိုင်ပါအချိန်မပေးနိုင်ပါကြောက်တယ်သူကကျတော့အဲရုပ်ရှင်ရိုက်လိုက်ပြီဆိုရင်ကျွန်တော်တို့ကတလားဆိုတလားနလားဆိုလို့နလားဟိုရှင်နေမှာအချိန်ကုန်ပြီးအချိန်ပေးရတာပေါ့ကျွန်တော်ကကျတော့တရှင်းလဲဆိုတဲ့အခါကျတော့အဲ့လိုတရားခိုင်နှုန်းရိုက်ဘူးရေးပေါ်မှာအချိန်မပေးနိုင်ပါဘူးဆိုရင်တော့ပြီးတော့အဲ့လိုမျိုးအခွင့်အရေးနဲ့လောက်ရတဲ့အခါကျတော့အချိန်ညှိနှိုင်းပေးရတဲ့ဘိုင်းလေးရှိတယ်အဲ့ဘိုင်းလေးဒီမှာကျွန်တော်အဲပြီပဲလောက်ထားတာလေးစဉ်းစားမဖြစ်သေးတော့ကျွန်တော်ဆိုရင်တော့ချဲလဲမသိဘူးပေါ့အချိန်မှာရမက်ကကျိုးလဲဒီနောက်တလားလောက်ဆိုထွက်တော့မယ်လို့ပြောတယ် အခါကြရင်လည်းကျွန်တော်ဘယ်လိုပြောအကောင်းဆုံးတော့စူးစမ်းထားတယ်ဒါပေမဲ့ဘယ်လိုပြောမလဲဟိုဘယ်လိုပြောမလဲသူစူးစမ်းတဲ့လောက်ကိုတရားခံစူးစမ်းလိုက်ခဲ့တော့မှဦးလေးမြန်မာ50ရံလောက်ပဲအဆက်ဖြစ်မှာဆိုတော့ဒီချက်ကိုတရားထက်ကျုံအောင်စူးစမ်းဖို့ပဲရှိရပါတော့ဘုရားထင်ကျင်တာဘုရားထင်ကျင်တာဟုတ်တယ်ဟုတ်တယ်အဲ့မတရုတ်ဆောင်ရဲ့တို့တော့မဟုတ်ဘူးပေါ့ကျွန်တော်အနုပညာအဲလုပ်လုပ်တွေအားလုံးလည်းကျွန်တော်အားပေးစေချင်တာပေါ့ဘယ်လိုလဲဆိုတော့ဟိုဘယ်လိုပြောရမလဲအရင်တော့ဆိုရင်ကျွန်တော် ဘူးမတိကပတိနဲ့အကောင်လေးတယောက်အစင်းလေးထားပေါက်ပြီးတော့ကျွန်တော်ဒီနုပညာလောကတွေရောက်လာပါဘော။ရောက်လာတဲ့အချိန်မှာကျွန်တော်အဲဟိုဟာကွက်တွေအများကြီးဖြစ်သွားပါဘော။နော်။အဲ့လိုမျိုးကိုမလုပ်ဘဲနဲ့လည်းကိုကိုလုပ်ပါရဲဆိုပြီးတော့ဟိုအပြောခံရတယ်လည်းအများကြီးပဲ။ဟိုအဲ့မှာကျွန်တော်ဘယ်လိုပြောရမလဲအတွေ့အကြုံတွေအများကြီးရလိုက်တယ်။မနစ်ကဆိုပြင်စီကိုကိုပြင်စီအဲ့အပိုင်းနေရှိတယ်။ဥမာ အဲကျွန်တော်ဒီဘယ်လိုပြောကို physical ဘိုင်းဆိုင်ရာဆိုလဲအဲ့လိုပြင်ဆင်ရမယ်ဆိုတာနောက်ပိုင်းသိလာတယ်အခုဆိုဂျင်းနေဆော့တယ်ဒီစားဘယ်လိုပြောမလဲ music နဲ့ပတ်သက်ပြီးတော့လဲပို့ပြီးတော့အားထည့်ရမယ်ဆိုတာလည်းသိလာတယ်အဲ့တော့အတွေ့အကြုံတွေအများကြီးနဲ့ကျွန်တော်ပြန်လာဖို့ကြိုးစားနေပါတယ်အဲကျွန်တော်ဒီလူပညာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီရရင်ရသလိုလေးပေါ့နော်ကျွန်တော်အကုန်လုံးခြားပြခွင့်မရဘူးဆိုတော့ဟာကျွန်တော်တတောင်းတနေရာမှာကျွန်တော်ရရအခွင့်အရေးတိုင်းမှာကျွန်တော်ကောင်းကောင်းကြိုးစားနေပါတယ်လို့အဲပြီးတော့မာတာရှင်နဲ့တောင်းပါပါတယ်အဲပြည်သူအားလုံးလည်းကျေးဇူးများတင်ပါတယ်